ဲ့ကွရကုနာလှုပ်ချိန်နဲ့ပတ်သက်လို့လို့အားလဲချိန်ကြောင်းကိုရီလဲဝင်ပြောရမယ်ဆိုရင်ခါကြရင်ကိုရီလဲမှာကိုရဲအောင်သူလို့မာရီလို့ဆိုတွေးပြတယ်ကွာတပတ်တရက်လောက်ကတော့ဘာညာပေါ့တခါတည်းတရက်လည်းမဟုတ်နှစ်ရက်လည်းဖြစ်အဲ့တော့တွေးကြတယ်တွေးပြီးတော့အဲ့လိုပဲအားချောင်းတယ်အားချောင်းဆိုတော့ဟိုအားလည်းမဟုတ်ပါဘူးလို့စည်ရေးလည်းမဟုတ်ဒီတိုင်းပဲ free time ပေါ့အဲ့လိုလွတ်လပ်လပ်ရှောက်ပြောတဲ့ဟာပေါ့သိရမလားအားချောင်းဆိုတဲ့ရှောက်ပြောနှလုံးသားရေးရတွေပါပါတာပေါ့တိုင်းသားရေးပါနှလုံးသားရေးရဆိုတာ user တွေအကြောင်းပြောကြရပါလား user တွေပေါ့တိုင်းသားအလားလေးတွေပေါ့တိုင်းသားကိစ္စတွေပေါ့သိရမလား federal ပဲအဲ့ဒါလေဘာလို့မမလေးတွေကြောင်းကချေပါလားပေါကုန်ပြီပေါကုန်ပြီအဲ့တော့အဲ့လို hybrid တွေလုပ်တယ်အားလည်းချိန်ပါဆိုဒါပေမဲ့ဒီလိုတော့ရှိတာပေါ့ဟိုကျွန်တော်အမြဲတွေးနေကြတာရှိတာအဲ့ဒါ ဟိုကိုရန်ကဒီလိုနေရာမျိုးမှာလာနေတယ်ဆိုတော့ကျွန်တော်တို့ကဒီရေမီးပေါ့အဓိကကတော့ရေမီးစုံနေဗျာကျွန်တော်တို့ဟိုအင်တာနက်ကောင်းကောင်းရတယ်အလင်းဘုံကျဲတဲ့အာမှာဒီဘုံကျဲမခံရတဲ့ဒေတာမှာကျွန်တော်နေတယ်ဆိုတော့ကျွန်တော်တို့မှဒီတော်လိုင်းနဲ့ပတ်သက်လာရင်ကျွန်တော်အချိန်သုံးတဲ့အပိုင်းကအရင်ကြီးဟိုဖြစ်လာတယ်။ဟိုကျွန်တော်ကဟိုအချိန်နဲ့ပတ်သက်လာရင်အရင် serious ဖြစ်လာ။ဥမာဘယ်လူနဲ့တွေ့ရတန်လဲ။ငါတို့ကဟိုအရင် fader အရင်စစ်သွားပြီဗျာ။ အချိန်မပေးရင်ဟိုတန်တယ်ဆိုတာကျွန်တော်ပြဟိုဟာပြောတာလေ worth it ဖြစ်တာကိုပြောတာလို့ဟိုတန်ဖိုးနဲ့ပြောတာမျိုးမဟုတ်ဗျာအမကိုယ့်အချိန်ကြီးနဲ့ပြောရဆိုငါတို့နောက်ထပ်ဘာတွေအလုပ်တွဲလုပ်လို့ရလဲအမဘာလို့လဲငါတို့ဘာတွေလုပ်ကြမယ်ဟို အလုတ်အလုတ်လုတ်ဖို့အဓိကတော့ဒီအရွေးပေါ့နော်လူငယ်တွေအတွက်ငါတို့ဘလိုပရိုဂရမ်တွေငါတို့စဉ်းစားကြရမလဲနော်။ဟိုနဲ့လမ်းတူတဲ့သူတွေ။အေးလမ်းတူတဲ့သူတွေနဲ့ yes မဟိုကိုရဲအောင်သူဆိုလဲတည့်ရတိုင်းပဲတပုတ်ဆေးရမှာကမာရီတို့ပြောလို့နိုဗန်တမင်းတချင်းပြန်လို့အဲကိုရဲအောင်သူဆိုလဲဟဲ့အောင်ဟိုကျွန်တော်တခါလေကြာရင်ကိုဘွားကိုဘွားကိုပြန်ကြည့်ပြတာလေးတော့ရှိတယ်။နည်းနည်းမတိမတာအတ္တလေးပေါ့နော်။ကြည့်ပြဆိုတော့ဘိုင်ရော့ဖို့ပါဘူးအဲ့လိုဟာဘယ်ဘယ်ပြန်စားမယ်မသိတဲ့ live ကြီးကျွန်တော်တို့ဖြစ်သွားတယ်။ဘာလို့ဆိုတော့ရှေ့မှာဖြစ်ဟိုဖြစ်ကလေးတန်းတော့မဟုတ်ဘူးဗျာအဲ့လိုလူငယ်တွေနဲ့တားမျိုးဒီຢာထဲမှာပဲကျွန်တော်တို့က အကုန်ကြီးပေးထားတယ်ပြီးတော့ကျွန်တော်တို့ကအချိန်ကြာလာနဲ့မျှကျွန်တော်တို့ဒီတော်လန်ရေချိန်ဖောင်းနေရလဲအမြဲပြောင်းနေရောပြောင်းနေတော့ကျွန်တော်တို့အဖြစ်ပြအမှန်ကိုလည်းအမြဲတမ်းဟိုစည်ရေးမြေအောင်ဘလို့ရှိလဲဘာညာပေါ့နော်ကျွန်တော်ဘလို့လမ်းစဉ်ကိုသွားမလဲဆိုတော့ကျွန်တော်မှအမြဲတမ်းချိန်ကြိုက်နေကြည့်နေရတဲ့အခါကျတော့ဟိုကျွန်တော်ဆိုရင်တချင်းလုတ်တဲ့ vibe ကပျောက်သွားတာဟို hybrid ဖြစ်တာပေါ့နော်လူငယ်ပေါ်မှာ survival kit ဖြစ်တာမျိုးလည်းရှိတယ် ။ဟောသူတို့တွေကတော့ဓာမျိုးတွေလုံနေပြီးတော့ငါတို့ကတော့အခွင့်အထူးခံနေရတယ်ဆိုတဲ့ feeling မျိုးတွေဖြစ်တဲ့အခါလူကဒီပေါ်မှာအာနာစိတ်တွေပြီးတော့ထုံးစံတဲ့အိမ်ပြန်နိုင်တော့တဲ့လူတွေရှိတယ်ကြောက်ဆုံးသွားတဲ့လူတွေရှိအဲ့လိုပေါ့နော်ကျွန်တော်တို့ကဒီဟာကြီးကိုဟိုတစ်ခါကြာရင်ကျွန်တော်စိတ်ပိုင်းဆိုင်ရာတွေကဒုက္ခများနေရရှိရပေါ့နော်အဲ့လိုဟာမျိုးဘယ်လိုမျိုး healing ပြန်လုပ်ရလဲဆိုတော့ကျွန်တော်တို့အခုယောဂကျင့်တာတွေပါတယ်အဲတချင်းပြန်လုပ်ဖြစ်တယ်တချင်းဆိုအခုကျွန်တော်အတွဲကွေတခွေရယ်အဲဘန် တခွေခုနပုတ်ပါတယ်ပေါ့နော်အဲ့ဒါကလည်းရှင်းပါ living the paradox ဆိုပြီးပေးထားတယ်ဒီဂျင်းတဲ့ချက်ထဲမှာငါတို့နေထိုင်ရတဲ့ဟာတွေပေါ့ဒါကလည်းရှင်းပြတမိုင်းမှတ်တမ်းတင်တယ်ပေါ့ကိုရဲအောင်သူအနေနဲ့ဆိုလဲအဲတပုတ်မှတ်တမ်းအဲဘယ်လိုပြောမလဲဟိုသူဆိုလဲဒါသူပြောတယ်သူစီကနေပဲတချို့ယူဆတွေကကျွန်တော်သဘောကျတာပါဟိုဥမာဒါတမိုင်းတစ်ခုရဲ့မှတ်တမ်းပဲတပုတ်နဲ့တင်တယ်ဆိုတာဒီတပိုင်းမှာဒီချိန်မှာဒါပြစ်ခဲ့တယ်ကျွန်တော်ရှေ့မှာလဲမှာအညာထားတို့ back off တို့လက်လက်ကင်တော်လိုင်းရအားပေးတဲ့ဟာ officially ဟိုကျွန်တော် rebellion ကောင်းတဲ့အောက်ကကျွန်တော်ထုတ်ခဲ့တဲ့ဟာတွေကလည်းဒါရက်လင်လို့မရတဲ့တမိုင်းပဲအဲ့တော့ဟိုဂျာထဲမှာတော့ကျွန်တော်စိတ်ပိုင်းဆိုင်ထိပြီးတော့တခြင်းမလုံနိုင်တာတွေကိုကိုကိုဘာမှတုံးမဝင်တော့ဘူးလို့လို့ဘယ် position ပြောင်းနေတဲ့ကာလမှာဒီကာလမှာမာယူတို့ပြောလို့လိုပဲတခြင်းပြန်လို့ဟိုဘာဘယ်မှာရှိပါလဲကျွန်တော် mentor တွေပါမတင်စားလို့ပါဆိုကျွန်တော် mentor တွေပါဟိုကျွန်တော်အမတွေပါဆိုဝိုင်းကူပေးတယ်ပေါ့နော်အဲ့တော့တို့တွေကလည်းအဲ့လိုဒါလုပ်ဖို့ဝိုင်းပြီးပြန်ပြီးတွန်းအားပြီးတော့ကျွန်တော်နည်းနည်း stable ပြန်ဖြစ်လာတယ်ပြီးတော့ကိုယ့်ရဲ့ငွေကြေးပိုင်းဆိုင်ရာတော့အများကြီးခက်ခဲ ဒီဟာကိုတော်လန့်နေဆိုတာကျွန်တော်တို့ကနှစ်ကာလကြာလာနေကျွန်တော်တို့ကဒီလို minus back ကိုရောက်နေဗျအလုတ်ကင်ကျွန်တော်ရှားပါတယ်အလုတ်ကင်နေမရှိကြဘူးဘာဆက်လုပ်မလဲဆိုတာမှာဟိုငွေနဲ့တိုင်းတိုင်းတော့ကျွန်တော်တို့ကအထက် celebrity တွေကဘာဖြစ်တယ်ညာဖြစ်တယ် comparison လောက်တာတော့မဟုတ်ပါဘူးတို့တွေကဒီလို easy life မှာဖြစ်နေမယ်ကျွန်တော်တို့ကတရက်တရက်စားဖို့တောက်ဖို့ရုံးကန်ရဘာဖို့ထုံးစံတိုင်းပေါ့နော်ဒီဇေယိတ် living cost ကိုကျွန်တော်တို့က basic basic လောက်ကိုကျွန်တော်ချုပ်မိမယ်ဒုက္ခရရတော့မှနောက်ကျတော့ကျွန်တော်တို့တခွန်းနဲ့နဲ့ပဲ ျွန်တော်ဆက်သွားနေတာကျွန်တော်ခေါင်းပေါ်မှာဘာမှမဖြစ်တော့ဟိုမှာဟိုရဲတော့စစ်ဖက်နဲ့အောက်မှာစကလုံးလုံးလက်ခွင့်နေသူတို့မှာလွတ်လက်ခွင့် freedom expression ဘာမှမရှိဘူးအဲ့ဒါခါလာလဲကျွန်တော်တို့အခုဆိုရင်အမှုအထဲတဲ့အမှုပညာညွန်တန်းပြန်ပြီးတော့ဟိုရေချင်ကပြန်ကြသွားပြီလေဘာလို့ခေါင်းပေါ်တစ်ခုဖြစ်တာသူတို့မှာစဉ်းစားရရှိမယ်ဘယ်ဟာဆိုရဲဆိုရင်ဘာမှမလို့တော့သူတို့မကျေနပ်ချက်ကိုသူတို့ပြောပြဖို့အတွက်ကိုကျွန်တော်ပြအဲ့ဒါတစ်ခုကျွန်တော်မှာဟိုဟာမရှိဘူးပေါ့နော်ပြီးတော့ဟိုဟိုကျွန်တော်လည်းနေရတာဟို ဒိုင်းနာတစ်ခုထိဝဟိုပါဘောနော်30လဲကျော်သွားပြီဆိုတော့ကျွန်တော်တို့အဲဘာပြော live တစ်ခုစာလောက်ထိကိုကျွန်တော်ကောင်းကောင်းကြီးနေခဲ့ပြီးတဲ့ခါကျတော့ကျွန်တော်လုတ်တမြ legacy ပေါ့နော်အမွေနှစ်တစ်ခုငေါဒီကာလမှာထပ်ဖြစ်ခဲ့တယ်ဆိုတော့ဖန်တီးမှုပံကိုကျွန်တော်ပြန်အားထုတ်တယ်တချင်းလုတ်တယ်ယောဂကျင့်တယ်ဘောလုံးကန်တယ်လက်ဝေးထိုးတယ်တည့်ရမှာထိုးတာကတော့လာပါသူကောင်းတယ်အရင်ကတည်းက နည်းနည်းခုံလေးနည်းနည်းရှိတယ်မတိုင်ခင်ကြရခဏခဏထိုးမယ်ချိန်မယ်လောက်ရလေနည်း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 တော့လည်းထိုးတယ်လေဟိုကလည်းထိုးတယ်လေအဲ့လိုရဲပေါ်နေတဲ့ခါကျရင်အပြောင်းအလဲထိုးတယ်ခုတော့အိမ်ခေါ်ပြီးထိုးနေပြီလားခုတော့လူအိမ်လာတဲ့ကောင်တိုင်းတော့မနေ့ကတော့ပြောနေကြတယ်အိမ်လာတဲ့ကောင်နေတော့အိမ်လာပြီးဆိုနိုဗန်2ကလက်ဝတ်ထိုးမလားဆိုပြီးလက်အစ်ပေးပြီးဟိုကအဲ့လိုကအဓိကတော့ဟိုကပါဒီကာလမှာကျွန်တော်လူငယ်တွေပဲဖြစ်ဖြစ်ကိုယ်တကယ်ရင်းတွေပဲအပေါင်းတင်ဟို ရေးရှိမှာကျွန်တော်အမြဲပြောနေကြစကားပါရန်သူကတည်စီခြင်းတဲ့ကမတည်အောင်နေခြင်းတော်လန်ရေးပဲတကယ်အဲ့ဒါကြီးအရန်ခတ်တာနော်မတည်အောင်နေဖို့ဆိုတာကြီးอ่ะအာ it's not a joke အဲ့ဒါအဲ့ဒါပြောတာလေဟိုကျွန်တော်မှ no banana တခြင်းဆိုတော့နော်อืม music လောက်တယ်တော်လန်ရေး music တွေပဲလောက်ရမလို့ကျွန်တော်ကျွန်တော်တို့အဲ့မျိုးပေါ့နော်တို့ဟိုငွေချင်းချင်းချင်းတွေပေါ်တာနီကိုရီးယားမျိုးပြောတယ်တော်လန်ရေးဒီအနုပညာရှင်တွေတော်လန်ရေးလောက်တယ်အဲ့တော့ကဏ္ဍတတိယနေ့ ဘယ်ကနားမှာပဲလောက်ခဲလူတွေပဲဖြစ်ဖြစ်စစ်တပ်ကိုစန့်ကျင်တဲ့အခါမှာစစ်တပ်ကဘာလုပ်စေချင်လဲဆိုတော့ဒီကောင်တို့ချင်းမဆိုနိုင်အောင်လို့နော်ဒရိုက်တာတွေကိုရုပ်ရှင်မရနိုင်အောင်လို့နော်စာရေးဆရာတွေကိုမရေးနိုင်အောင်လို့ဆိုတဲ့ဟာမျိုးဒါပေမဲ့လည်းဒီတော်လိုင်းကာလာတွေမှာကျွန်တော်ကဘာတွေနည်းနည်းလေးတွေးနေရလဲဆိုတော့ဟိုမှာရုပ်ရှင်ရရင်လည်းတော်လိုင်းရေးချောင်းပဲရရမှာနော်ဟိုတချင်းရေးရင်လည်းတော်လိုင်းရေးချောင်းပဲရေးမယ်ဘလို့တိုက်နေတာဘလို့ခိုင်းဘလို့ပေးဆက်ရစကျွန်တော်တို့ကအဲ့ဒါတွေပြင်း အချစ်ချင်းလေးလည်းလောက်ပါအောင်အလွမ်းချင်းလေးလည်းလောက်ပါအောင်နော်နောက်ထပ်တခြားတော့ရတာပေးတဲ့ဟာလေးတွေလည်းဒါတို့ကျွန်တော်ပြောဖြစ်တာပဲကျွန်တော်လူရယ်လေကျွန်တော်တို့ကလူမှုတိုင်ဝမ်ဖြစ်တယ်အဲ့လူမှုတိုင်ဝမ်ကဆိုတော့လိုမျိုးပဲတော်ပဲတော်လန်နေမယ်ငါတို့လည်းခံစားတတ်ရပဲလေငါတို့လည်းမုံတတ်ရပဲငါတို့လည်းကြေကွဲတတ်ရပဲနော်နာကျင်နေကြလောက်လို့ရတော့ပဲဟုတ်တယ်မလားဆိုတော့အာလူရယ်ကွာမနိုဗမ်ချိလိုက်တာနဲ့နော်ထောက်ခင် တော်လိုင်းရေးဟွာတွေပဲလုံနေကြမလို့ကွာ노반ချစ်ချင်းဆိုတဲ့ဟာမျိုးတွေကြားလို့ကြားလို့ရတယ်เนาะခွင့်လည်းရှိတယ်ဆိုလဲဆိုတင်အဲ့လိုပဲချားလူတွေရောပေါ့เนาะအဲ့ကြောင့်မတို့တွေ့ဘူးရယ်လေနော်ကိုမအွေတချင်းဆိုရဥစားအဲ့ဒါပဲပြိသက်တွေကတော့တွေ့ဘူးလားလေချိုးတော့ဆိုပြမှရောရတယ်နော်အဲ့တော့အထိုင်လူတိုက်ဝမယ်လေခုနကလေလူတိုက်ဝမယ်နားထောင်ချင်တာပေါ့တခါအကောင့်ထဲပို့လိုက်တာမကောင်းလားလောက်ပါဘူးအဲ့တော့ လောက်ပါနဲ့ခဏနေကြာတဲ့တနင်္ဂနွေလောက်ကနေပြန်ပြေးပါအစီအစဉ်ပြန်ပြေးလိုက်တယ်ရောတီဗီဘာမှတခြင်းဆိုတိတ်နေတာလေဒါတို့တီတို့တယောက်ကဆိုပြတဲ့တခြင်းကိုနားထောင်နေကြမှာပဲဒါလူတိုင်းဝိုင်းပဲနော်ခုနကပြောသလိုပဲဒါနားထောင်ကျွန်တော်တို့ကကျွန်တော်တို့ကအဲ့လိုပါ TikTok ကတော့ ban လာကြတော့ပေါ့နော်ခု boy ကကျွန်တော်တို့က TikTok ပဲတခြင်းဆိုတာစလည်းမရှိဆိုလည်းမရှိဆိုချင်တဲ့နေရာနဲ့ကောက်ဆိုတဲ့နေရာသူတို့လိုသူတို့ကမှတကယ်ဟုတ်ကဲ့အားတကယ် intro ကြကြနာတီးတယ်နော်ဟိုနောက်ဆုံး လုံးဝ fake way ဖြစ်သွားတဲ့အထိတခြားနဲ့တည်းတော့သူတို့ကိုစုခိုင်းအောင်ပါကို event တက်က event event light ထွက်မှာပေါ့နော်အစ်စ်ထွက်မယ်ဆိုတာအဲဟုတ်တယ်ဟုတ်တယ်အဲ event light ဆိုတာဟုတ်တယ်ဒီအကြောင်းကျွန်တော်အဲ့ရလဲပြဿနာဖြစ်နေတယ်ဟိုဟိုကျွန်တော်ဖြစ်တည်မှုကလည်းဟိုကျွန်တော်ငငယ်တည်းကမဲတွေကိုကြိုက်လာတယ်ဗျာမဲတွေကိုကြိုက်လာပြီးတခါလဲအော်ကိုမရောဂီတာလေးပေးပါအောင်ဆိုတခါလာလဲဟော်လိုကြီးနေမဟုတ်ဟော်တော့တီးရအောင်ကောင်းတယ်မကောင်းအောင်ပြောနေတာပေါ့ကျွန်တော်အဲ့အရာလာမရှိကျွန်တော်ကဟိုတချင်းဆိုပြရတဲ့ line မဟုတ်ကျွန်တော်တို့က ဲ့လိုဆဲစရာရှိရဆဲမယ်ဗျာ rage ဖြစ်နေတာလူကြီးကအဲ့လို အားကြီးတုံးချင်တာအေးအဲ့လိုမျိုးကျွန်တော်တို့ကကျွန်တော်တို့ဖန်တီးချင်တာဒါမျိုးတွေကျွန်တော်တို့ကဆွဆက်တီးရဲ့ line တွေဆွဆက်စာတန်းလေးတော့နည်းထိုးပေးပါအေးအဲ့လိုမျိုးတော့လို့တော့ဒါကြီးကိုကြိုက်ပြီးဒါမျိုးတို့လာဘာဘာဆိုနေမှန်းမသိဘူးဒါနောက်တစ်ခွေခွေထွက်လာလို့ရှိရင်တော့အဲ့လို November အောက်မှာလဲဟိုတချင်းကို set title နဲ့နည်းလောက်ပေးနော်သူကားပေါ်မှာဖွင့်ပြပြီးပါဟိုဟိုတစ်ခေါက်ကတွေ့တော့ဟိုအဲ့လားဆိုရင်လဲမနေတို့အတွက်ကတော့နည်းနည်းဟိုလေ slow ချပြီးတော့နားထောင်ဟုတ်ကဲ့ဟိုအဓိကဒီဂီတကလဲဟိုပါကျွန်တော်တို့ကဟိုတချင်းဟိုပါလေ ီဒီ taste ကိုပဲရပါကျွန်တော်ငယ်တော့လည်းနားမလဲလေငယ်တော့ကနားတော့ဘာ owner လည်းမသိဘူးဆိုတာနဲ့စတာပဲအော်ဘာကြီးလေဟိုကျွန်တော်စတွေ့တာပြောဆိုမှ slip knot လို့ဟာမျိုးဆိုတယ်အမြင်နဲ့ဖုန်းနေတော့ come on ဘာကြီးရှောက် owner လည်းပေါ့ဒါပေမဲ့ အဲ့ရလူကြီးတဲ့ဟဲ့ပိတ်လိုက်ပိတ်လိုက်ဘာကြီးလဲမသိတရေလားမသိဘာလားပိတ်ခါအဲ့ဒါမျိုးဆိုရင်တော့မရဘူးကြိုက်သွားပြီအဲ့ဒါအဲ့ရအဲ့ရမလုံနေဆိုရင်ပိုးစင်ပြေသွားအဲ့ဒါတော့ငါမိုက်သွားပြီအဲ့လိုကိုယ်လည်းနားတော့မလဲဘူးဒါပေမဲ့ချိန်မိတ်ပြီးတော့နားထောင်တာမရဘူးအရင်မိုက်နေပြီဘာမသိဘူးသူတို့မကြိုက်လေလေကိုရီးယားဒါဒီယာကိုစပြီးစတာလေအဲ့တော့ဒီဂီတတပြင်းနဲ့လေ့လာတယ်နားလေဖို့မဟုတ်အဓိကမာကျွန်တော်တောင်တန်းမှာမှာတစ်ခါရရင်စိတ်ညစ်အာအာဆိုអော်လိုက်တဲ့ feeling မျိုးကဘလောက်လူကိုပေါ့သွားတယ်ဒီဒီတဘောပါပဲကျွန်တော်ဒီဂီတဆိုတာဒါအောင်နားထောင်လိုက်လို့က ျွန်တော်ဆိုရင်အဲ့တကယ်ကျွန်တော်ခံတာကျွန်တော်အရန်ပင်ပန်းသွားပြီကျွန်တော်အဲ့လို social media လည်းရှိရယ်ကွာဟိုခုနပြောလို့ကျွန်တော်တို့ဒီလူရင်းနေတာကျွန်တော်တွေ့နေတာဟိုဟာဖြစ်တာ deep conversation တွေလုပ်နေမှလူကမသိတာဒါပေမဲ့လို့ social ရဟာဟေးနေကောင်းလားဟေးအဲ့လိုတချို့နေရာတွေတွားပြီဆိုရင်ကျွန်တော် social drain ကအရန်မြန်ခဏလေးနဲ့အဲ့လိုကုံအောင်ကုံသွားလို့ကျွန်တော်ကเออแต่ว่าเมเดรี่บายตะหน้าถองแล้ว3นาทีแล้วตะชิ้นนี้หน้าถองပြီးတော့มา breathing นี้บายอยู่ပြီးတော့มาเอ้บายาตက်มาแก အေးပေါ့ခြားခြားတော်တော်ပြန်သွင်းရအဲ့တော့မယ်ရဲကကျွန်တော်တို့ခြားခြားဖြစ်နေရောလေကျွန်တော်ကျွန်တော်လည်းလိုရပေါ့စင်တိုက်လာကြလို့ရှင်လူကအေးအဲ့တော့အဲ့တော့တိုက်ပွဲလေးတစ်ခါပြန်သွားပြီးတော့လူကပြန်တက်လာတယ်ခြား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 လိုတယ် တယောက်နဲ့တယောက်ကိုယ့်အတွက်ရဲစေးပေါ့နော်အဲ့လိုကိုယ့်ရဲ့တတ္တိတွေကိုယ့်ရဲ့အင်အားတွေပြန်ပေါ်ကြတယ်ဆောက်ပြောနေလို့ तू ကကောင်းမလေးမရှိတော့လို့ तू ကလည်းဒီသေးစရာတစ်ခုမှခြားခြားမရှိဖြစ်ပြီးစစ်ပွဲကိုအကြောင်းပြအချင်းနဲ့စစ်မှာသူစစ်ကိုအကြောင်းပြရင်မပါဘူးပါဘူးဖြစ် program နဲ့နည်းနည်းလွဲနေ program ကခန်းခန်းတဲ့ Okay ဆိုတော့ဒီနေ့ဘယ်သူမှတခြင်းဆုံမပြဘူးဆိုတော့ net one နဲ့ဒီ season မှာလာတဲ့လူတိုင်းတခြင်းဆုံပြရတယ်တပုတ်တော့ဆိုရမယ်ခုန TikTok လိုပဲအစမရှိအဆုံးမရှိလဲဆိုလို့ရတယ်ဆိုတော့ရှိ ဒါရှိုးထားအခုနပြောရဲဟိုအားလဲချိန်မှာဆိုလို့ရှိရင်ဗာလဲစိုက်ပျိုးရေလုပ်တယ်တဘာပတ်ဝန်းကျင်ထင်းနေဘာမှမဟုတ်ဘူးသချင်းဆိုတာလည်းကြိုက်တယ်ဂီတာလည်းတီးရဲအဲ့ဒါတော့နည်းနည်းတော့ချပြတင်တယ်လို့ထင်တာလေလှုပ်ပါမစိုးဘူးကွာအစားရပြောပြတာဘလို့နာမစေးပဲလို့တော့ရှူသွင်းမယ်ရှူထုတ်မယ်ရှူထုတ်မယ် yeah ကြောက်ပါပါနောက်ကြရဟုတ်ပါရဲ့ဟွန်းလိုပဲနဲ့ခွေသွေးရမှာ တရုတ်ဆောက်လုပ်တယ်တရုတ်ဆောက်လုပ်ပဲလူကျဲစစ်လဲခေါ်တိုင်းလိုက်မှာတော့လဲတော်လည်းရေးခီးရငါးနှစ်ရှိလာပြီပေါ့နော်အနည်းရှိလာပြီဆိုတော့ရှေ့ဆက်လဲသွားရအောင်မယ်ခုနကလေကိုမဝီပြောခဲ့တယ်တော်လန်ရေးဆိုတာမပြီးသေးရေးဒီထဲမှာအမှန်တရားဘက်ကနေပြီးတော့ရက်တည်ခြင်းတဲ့သူတွေပြီးတော့ဒီမဟုတ် တောင်မခံကျင်တဲ့သူတွေဖိနှိပ်တောင်မခံကျင်တဲ့သူတွေအတွက်ဆက်လျှောက်ရမယ်လမ်းပဲပေါ့နော်အဲ့တော့ဆိုတော့ဆက်လျှောက်ရမယ်ခီးတွေရှိသေးတယ်ဆိုတော့အဲ့ခီးတွေမှာကရောအဲဘလို့ပုံစံတွေဆက်ပြီးတော့ဖြစ်လာနိုင်တယ်လဲအဲနိုင်ငံရေးအပေါ်မှာလာမယ့်နှစ်တွေအတွက်ပေါ့နော်ဘလို့သုံးသက်ချင်တာရှိတယ်ပေါ့ကွာဟုတ်ဟောဒီဒီကာလာကတော့လေစာမေးပွဲကာလာလို့ပြောလို့ရတယ်ကျွန်တော်တို့ကလေအာပထမနှစ်နှစ်သုံးနှစ်လောက်ကတော့တက်စီရေးကာလာနော်ဒီကာလာစာမေးကာလာစာမေးကာလာဆိုတော့ဒီစောက်ရေးကာလာလည်းဖြစ်တယ် အာတန်တန်ဘာဘေးဆိုတဲ့အခြေအနေတွေကိုဒီချိန်မှာကြုံရတယ်အာဆင်းရဲဘာဘေးဆိုတဲ့အခြေအနေမရှိပါဘူးเนาะလှုပ်လို့ဆင်မပြေပါဘူးဆိုတဲ့အခြေအနေတွေကြုံရတယ်အဲ့လိုပဲလူမှန်နေရာမှန်တွေကိုကြုံရတယ်ကျွန်တော်တို့ကဒီဒီကျွန်တော်တို့ face တွေနဲ့တတ်မှတ်ရင်တော့ဟိုကျွန်တော် interview တွေတော်တော်များများမှာပြောပါတယ်ဒီ face က second face ပေါ့เนาะ second face ကအဆမေးပဲ face ပဲအဲ့တော့ကျွန်တော်မခံနိုင်ကျွန်တော်ပြုတ်ကျသွားမယ်ကျွန်တော်ကြံသွားလိုက်မယ်အဲ့လိုပဲခံနိုင်တဲ့လူတကယ်လူမှန်သူမှန်တွေကကြံခဲ့မယ် ်အဖွဲစည်းတွေကကျစ်လက်လာလိမ့်မယ်မခိုင်မာတဲ့အဖွဲစည်းငယ်လေးတွေကပျောက်သွားလိမ့်မယ်တကယ်ခေါင်းဆောင်ကောင်းတယ်တကယ်ဟိုဟိုဟိုစီမံခန့်ခွဲမှုတွေကောင်းတယ်တကယ်ဟိုနစ်နာဒူဘေတံပေခံတယ်ဆိုတဲ့သူတွေကလည်းတကယ်ခေါင်းဆောင်နေရာတွေကိုရောက်လာလိမ့်မယ်အရင်တော့ခေါင်းဆောင်မှာလို့ပြောပြီးတော့မှဒီလေးနှစ်တာမှာဆက်မွေးကြသွားပြီးတော့မှ short သွားမယ်ခေါင်းဆောင်တွေလည်းရှိတယ်ပြုပြင်ပြောင်းလဲရတယ်အများကြီးရှိတယ်ပေါ့နော်ပြီးတော့တတိယ phase တတိယ phase ကမလာသေးဘူးတတိယ phase ကမှတကယ်စစ်တပ်ကို နေလားငါလားခြောက်အဲ့မျိုးပုံစံမျိုးအဆုံးသက်တိုက်ပွဲတွေပုံစံမျိုးတွေပေါ့နော်ကျွန်တော်တို့ကအခုချိန်မှာတိုက်နေတဲ့တိုက်ပွဲတော်တော်များများ better အဆင့်လောက်ပဲရှိတယ်စစ်ကောင်စီစစ်ကြောင်းလာတယ်ကျွန်တော်တို့တိုက်တယ်ကျွန်တော်တို့လာတယ်သူတို့ တိုက်တယ်စားဖြစ်တယ်အဲ့လိုမျိုးမဟုတ်ပဲねတနိုင်ကလုံးနဲ့ရှင်နဲ့เนาะဟိုတက်ပေါင်းစုမျိုးတွေမျိုးတွေ ਨੇ ပေါ်လာပြီးတော့มาဒီဘယ်ဒေတာရောဘလို့စီယိုเนาะဖိမယ်ဘယ်ဒေတာဖောက်ဖားလေးထားမယ်ဘယ်နေရာကိုအဓိကလုံးမယ်ဘယ်နေရာရော့ခွာထားမယ်ဒီလိုမျိုးဝါတကယ်ကိုစစ်ပွဲတတန်နဲ့တနိုင်ကလုံးဆိုင်ရတာအဲ့လိုမျိုးပုံစံမျိုးကိုတွားနိုင်ဖို့ကတော့ဒါဒီဆောင်ွဲကာလာပြီးမှာပဲ အခုဆိုလဲသတင်းတွေအများကြီးကြားရတယ်ကွာနော်ကျွန်တော်တို့ဖက်ကစီးပေါတဲ့ချုပ်ကိစ္စတွေရှိနိုင်တယ်ကျွန်တော်တို့ဖက်ကပိုပြီးခိုင်မာကြစ်လစ်လာတဲ့အဖွဲ့အစည်းတွေအများကြီးတွေ့လာရတာတွေရှိတယ်ဆိုတော့ဒီဟာတွေကကျွန်တော်တို့ကဒီဆုံးသက်တိုက်ပွဲအတွက် ready ဖြစ်အောင်လုပ်နေကြတာအခုချိန်မှာလဲကျွန်တော်တို့လုပ်နေတဲ့ဟာလဲဒါပဲအုံနောက်ဖက်ပိုင်းဆိုင်ရာဆန္ဒကျွန်တော်ပြစစ်ပညာတွေကိုမြန်မြန်ရအောင်တင်နေတဲ့အခြေအနေတွေတွေ့ကြုံနေဆိုတော့ဒီကာလပြင်တော့နောက်ထပ်နှစ်နှစ်သုံးနှစ်ရထက်လာအောင် အဲ့လိုပြောလို့ခုချိန်မှာလူသူအဒီစကားကြားရင်အိုတော်လန်ရနောက်ထပ်နည်းနည်းတောင်းနေလားဆိုကဘာပေါ်မှာကြည်လိုက်တော်လန်ရကျွန်တော်တို့ first first home မှာပေးခြင်းနော်ဒါပေမဲ့လူတွေကတော့မျောလင်းချက်နဲ့အသက်ရှင်ကြရတာဖြစ်တယ်နေ့တိုင်းမနေ့ဖြစ်မှာဘာဖြစ်မယ်ဆိုရင်အသက်ရှင်ကြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကတော့တနစ်ပြီးတနစ်ကတော့ဟိုဘယ်ဖွဲ့စည်းတွေမဆိုပါတော့ဘာဒီနေ့ကတော့ဘာတော့ရမယ်နေ့ဘာဖြစ်မယ်နေ့ဆိုတာကတော့ဒါတော့တော့ကျွန်တော်တို့မျောလင်းချက်နော် positive မျောလင်းချက်တွေတော့ပေးရတာပဲပေါ့နော်သို့တော် realistic ဖြစ်မဲ့ဟာကတော့ ကဘာပေါ်မှာကြီးလိုက်ရင်အတူဆုံးတော်လိုင်းရ10နှစ်ကြာပြီးရဲ့အဲ့ဒီကအောင်ပွဲပေါ့ဆိုတော့အောင်ပွဲကလည်းဗာလဲပေါ့ question mark ကြီးကြီးရှိတယ်အောင်ပွဲဆိုတာဘယ်ဟာကိုပြောတာလဲစစ်တပ်ကိုအောင်စစ်စစ်နိုင်တော့အောင်ပွဲလား no မဟုတ်နော်ကျွန်တော်အလုံးစုံလူထုကိုတကယ်ကို freedom democracy service ကိုကောင်းကောင်းပေးနိုင်တဲ့အချိန်ကြမှာအောင်ပွဲဖြစ်တယ်ပြီးအလုံးစုံအောင်အလုံးစုံအောင်နိုင်ရေးစစ်ပဲနိုင်လို့မရအောင် စစ်ပဲနိုင်ပြီးတော့ကျွန်တော်တို့ကြောင်းနေမရှိလိုက်လာကားပဲလေကျွန်တော်တို့ဈေးရုံဈေးခန်းမှာဈေးထိုးဖို့ရဈေးတစ်ချောင်းပဲနဲ့စလင်လေးတစ်ခုမှမရှိရင်ကျွန်တော်တို့ကဒီဒေါ်လာရဲ့ပါလာအလကားပဲပေါ့ဆိုတော့အလုံးစုံအွန်လိုင်းရေးဖြစ်မှရမယ်ပြီးရင်ကျွန်တော်တို့လိုမျိုးဟိုလက်နက်ကိုင်နဲ့အုပ်စုတွေဆိုရင်တော့ Defense and Security Service ကိုလူထုကိုကြကြနာနာပေးတဲ့တနေ့မှကျွန်တော်တို့အောင်ပွဲဖြစ်ဘာဖြစ်ဆိုရှေ့မှာအများကြီးရှိတယ်ဗျာ RF တွေဟာတွေကြီးလိုက်အာတော်လန်ပြီးတော့မှပြန်ပြီးတော့မှတော်လန်တဲ့အုပ်စုတွေကပဲပြန်အာနာရှင်ပြန်ဖြစ်သွားတယ်ဆိုရင် အောင်ပွဲရောက်ခန်းနေမှာပြန်ပြီးတော့မှဆုံရှုံမှုကြီးကိုပြန်လှည့်သွားတာမျိုးတွေအများကြီးရှိတယ်ကျတော့ဒီလိုခြေနေတွေတော့ကျွန်တော်တို့စက်ကြုံရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကတော့ဉာဏ်ပညာကြီးကြီးနဲ့เนาะကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းတွေကကျွန်တော်တို့ဘာမှမဖြစ်ခင်ကတည်းကချမှတ်ထားတဲ့ရီမန်ချက်တွေအတိုင်းကိုဖြစ်သွားဖို့လိုတချို့ကအစားကချထားတဲ့ရီမန်ချက်တွေမျိုးအခုလိုမျိုးပစ္စည်းလေးရှိလာတယ်เนาะကျွန်တော်တို့နည်းနည်းလေးလောက်နိုင်ခြင်လာတဲ့ချိန်လမ်းကြောင်းတွေနဲ့တွေ့ဝဲတွေ့တွေ့ဖဲတာတွေရှိတယ်ဆိုတော့အဲ့ဒီခြေနေတွေကိုမဖြစ်အောင်ကျွန်တော်တို့ထိန်းကျောင်းရအောင် ဒါကကျွန်တော်တို့ဒီလိုမြင်ထားရပါတော့ဒီလာမယ့်နေ့တွေထဲမှာလူထုကတော့အတောင်းဆိုချင်သေးတယ်ကျွန်တော်တို့ကတော့နည်းနည်းတောင်းခံထားပေးပါအောင်နော်ကျွန်တော်တို့ကတော့ဒီစကားပြောပြီးရင်တော့ကျွန်တော်တို့ကတော့ဘယ်တော့မှဆန္ဒဆံမွေးကြအောင်လုပ်မယ့်လူထဲမှာတော့မပါဘူးအကုန်သူမထွက်ချင်တော့မှကျွန်တော်တို့တော့ဆံမွေးအောင်ကျွန်တော်တို့လုပ်မယ့်လူတွေထဲမှာပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟိုကျွန်တော်တောင်းဆိုတာလေးကိုလက်ခံပေးဖို့လူထုပြင်ပန်းဆင်းရဲအောင်ကျွန်တော်တို့တည်ပါတယ်ဒါပေမဲ့ဒီတစ်ခါပဲပြင်ပန်းဆင်းရဲအောင် ကျွန်တော်တို့ဆန္ဒပြောရင်နောက်မျိုးဆက်တွေပေါ့နော်နောက်ထပ်နောက်ထပ်မပြင်ပန်းတော့အောင်မြန်မာပြည်မှာပဲဒေါ်တော်ခါမှဒီအာနာတွေတိန်းတာမျိုးတွေနော်ဟိုတနတ်တွေနဲ့နိုင်ချင်းခံရတဲ့အခြေအနေမျိုးတွေကိုမရှိတော့အောင်ကျွန်တော်တို့အဲ့ဒါတွေကိုဆက်လုပ်ကြရမယ်အဲ့ဒီအဲ့လိုမျိုးဖြစ်အောင်ဖန်တီးကြဖို့ကနည်းနည်းလေးတော့တောက်ခံထားပေးဖို့လိုသေးတယ်တို့တော့လေခုချိန်ဒီတောက်ခံထားတာကိုလည်းကျေးဇူးအများကြီးတင်ပါเนาะကျွန်တော်ဒီလိုချိန်နေရောရှိရှိနိုင်နေပါသေးတယ်နောက်ထပ်၅နှစ်လောက်ဆိုလို့ရှိရင်ရော ဟာရီဆက်လုပ်ဖြစ်နေမယ်လို့ထင်လဲအခုဒီဒီဒေါ်လာရင်းကာလအလွန်ပေါ့နော်အာအမြင်ပေါ့အကိုရောအမြင်ပေါ့အကိုဘယ်လိုမျိုးမျှော်လင့်ထားလဲဒါလေးကိုပြောပြဘယ်လိုမျှော်လင့်ထားလဲဆိုတော့ကျွန်တော်တို့ကအရှင်းပြောရတော့မနစ်ကတည်းကကျွန်တော်တို့ကအဲ့ကိစ္စပြောပြနေကြပြီမနစ်ကအဲ့တော့မနစ်နစ်စောပိုင်းနေရပေါ့ငါတို့ရေရှည်ရတော့ပြင်ရတော့မယ်ပေါ့နော်ရေရှည်ပေးရမယ်ဆိုတော့အဲ့ကြောင့်လေကျွန်တော်တို့ကဟိုပါလေကျွန်တော်ကိုယ်တိုင်လည်းပွင့်လင်းဝင်ခံရရင်ကျွန်တော်စပြီးကိုတော့ဆိုရင်ကျွန်တော်မှန်းထား၃နှစ် လောက်လင်းနေပေါ့နော်ညဆိုတဲ့မှာဟိုဒါတကယ်ပြောရတယ်အဲ့တော့လေကျွန်တော်တို့ DI မျိုးဆိုကျွန်တော်ကျွန်တော်တို့သွားမယ်တဲ့မှာဆိုရင်ခုနပြောဟိုဒါ Raymond ဆိုလဲစုံပါကျွန်တော်နဲ့မกินဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဒီလမ်းစဉ်ကိုကျွန်တော်ရွေးမှာမဟုတ်လူငယ်တွေအတွက်ကကျွန်တော်တို့ကဒီကောင်တွေကိုဟိုလိုသွားလို့လို့မရဘူးဒီတိုင်းဟိုဟိုပါပေါ့နော်အဝေးရောက်ကနေလုတ်တယ်ဆိုရင်လူငယ်တွေကအားယော့လိမ့်မယ်ပေါ့နော်ဒီလူငယ်တွေနဲ့ငါတို့ကတသားရှိချောင်းတော့ကျွန်တော်ကတော့ပြမယ် ဟိုကိုတို့မလုပ်ချင်တယ်ဆိုအဲတိုင်ကလည်းမင်းနဲ့လိုက်မယ်ဆိုပြီးတော့ဒါမျိုးတွေပေါ့နော်ချန်နယ်သူတွေဒါပေမဲ့တကယ်တော့ကျွန်တော်ဒါမျိုးတွေဝင်လုပ်နေတဲ့အခါကျတော့တချို့ကျွန်တော်အထက်က artist တွေရှိတယ် novel ငါတို့လည်းဟဲ့အောင်ငါတို့လည်းဘယ်လိုလုပ်ရမလဲငါတို့လည်းဟဲ့အောင်လမ်းပြပါအောင်ဆိုတဲ့အချိန်မှာတိုင်မလာနဲ့မင်းတို့ခံနိုင်မှာမဟုတ်ဆိုတဲ့ဟာကိုကျွန်တော်ပဲပြန်ပြီးတော့ပြန်ကုတ်တယ်ဘာလို့ဖြစ်နိုင်ပြီမဖြစ်နိုင်ဘူးကျွန်တော်ကစဉ်းစားတယ်ဒါအောင်ကျွန်တော်၃လေးနေတွေ့ရတဲ့ဆိုတာအဲဟို short တက်တာလည်းပါတယ်ခုနနိုင်ငံကြီးခုနပြောကျွန်တော်တို့အမြင်ပေါ့ဗျာကျွန်တော် chess ကစားသလိုပေါ့ဟိုလို master တွေဟိုတကယ် ချန်ပီယံတွေကကြတော့အကွက်တွေအများကြီးမြင်တယ်ဟိုတကွက်မြင်တဲ့ကောင်ဘီဂင်နာကတကွက်လောက်မြင်တယ်အင်တာမီဒီယိုဆိုကျွန်တော်အင်တာမီဒီယိုတော့ရှိမယ်လို့ကိုယ့်ကိုထင်တာပေါ့နော်ဒီလောက်တော့ကျွန်တော်တွေးတာလူငယ်တွေကနောက်ဆုံးလက်မခံအောင်ဒီလိုတော့ဖြစ်သွားရဆိုရင်နောက်ဆုံးစပွဲဝိုင်းပေါ့ပြန်ပြန်ပြန်တက်လောက်တဲ့အခင်းချင်းကိုပြန်သွားမယ်လို့တော့ဒါကျွန်တော်တော့အဲ့လိုသုံးသက်တာပေါ့နော်သုံးနှစ်လောက်ကြာတဲ့ခါကျရင်ဟိုပြီးငါတို့ကတော့ဒီကောင်းကောင်းတွေအကုန်လဲဒီဒီအကြီးတစ်ခုလုံးကြီးကိုကျွန်တော်တို့ကဗျာလူပေါင်းဒီစစ်တပ်ရေးတက်တက်လုံးကြီးအကုန် ထုတ်လို့ဆိုရယုတ်ဒီမှာမရှိရအဲ့တမှာသူတို့ပြုပြင်ပြောင်းလဲဒီကနေစစ်တမ်းရအောင်ပြန်အေးလူသားဆန်ဟုတ်တယ်စစ်တမ်းရအောင်ပြန်မယ်ဒီလိုပဲပြန်လဲဒီအောင်ပြန်ပြီးကောင်းတဲ့ကောင်းဆောင်တရားကိုပြန်လာမယ်ဒီဟိုဟာဖြစ်မယ်ဆိုပြီးတော့ကျွန်တော်အဲ့ဖောင်းနဲ့ရွေးခဲ့တာပေါ့နော်ဒါပေမဲ့တပြေးနဲ့ဒီအောင်မှာကျွန်တော်တို့အရွေးအော်မှာဒီဒီ မုံတိုင်းပဲထားပါဦးတလိုင်းတလိုင်းကျွန်တော်ဖြတ်တယ်ဖြတ်တယ်ဖြတ်တယ်အဲ့လိုအခင်းချင်းတွေမှာကျွန်တော်ကမြင်လေလေဟုတ်ပြီငါတို့ရှေ့ကိုဘလို့မြင်မယ်ကျွန်တော်ဆိုလဲဟိုဟာ data မျိုးတွေပေါ့ဗျာကျွန်တော်တို့ဒီလူငယ်ချင်းချင်းအလုပ်အလုပ်ပေးတဲ့ဟာတွေလူတွေကိုပြန်ပြီး social enterprise အလုပ်တွေလုပ်တယ်ပြီးတော့တို့ good message တွေကျွန်တော်တို့ဘယ်လိုလူငယ်တွေခုနပြောအချိန်တုံးတဲ့သူတွေမှာငါတို့ဒီလူငယ်တွေအလုပ်ကံရရှိရဘယ်လိုလုပ်မလဲနောက် line တွေက2026ဆိုပိုချမ်းပါကျွန်တော်ကပိုစင်းရေးပိုဆုပ်ပြက်လာဘူးပဲရှိရင်အဲ့ဒီမှာငါတို့ကဘယ်လိုမျိုးတွေ session တန်ရင်းနဲ့ ါတို့ဘယ်လိုမျိုးတွေဒီ9နှစ်တောင်ဘယ်လိုဖြတ်တန်းမလဲဆိုတဲ့ဖုန်းကကျမ်းမာအောင်နေလို့ပဲပြောရမှာပဲကျမ်းမာဟိုဟိုဒီဘိုင်ဒီ process နဲ့ map by map process ကိုဗျာကုဘေးနာရှိရဲ့လူကိုဟိုချစ်ချင်းမြတ်တာ ပေးပေါ့ဗျာဒီလားဟိုကုချင်းဟိုတတို့ရတယ်တတို့ကူညီပေါ့ဗျာကိုဘာမှဟိုကျွန်တော် minimalism လမ်းစဉ်ကိုတော့သုံးမအောင်ရမယ်မှာကျွန်တော်ဆိုလဲ trip တွေဝယ်ဝတ်တယ်ဟိုပြောမယ်ဆိုရင်ဗျာဟိုတကူရသားလွဲလို့ကျွန်တော်ကဘာမှအများကြီးမတွေးထားနေတော့ကျွန်တော်တို့ကလာပြီးအပြက်အပြက်ကြီးကတော့တောက်လျှောက်ကြီးလာတော့မှာ နည်းနည်းတော့နားခလိမ့်မယ်အဲ့ဟာအတွက်ကိုကျွန်တော်တို့ကဟိုစားတဲ့ system တွေကစားအကုန်လုံးချိုးချံချွေတိုင်းနဲ့ကျွန်တော်တို့ဟိုအေကဘာပြတ်တော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာကျွန်တော်တို့အချင်းချင်းဖေးမှဒုက္ခရောက်တော့မှအချင်းချင်း local တွေကကူစရာရှိရာကူဟိုလုပ်ငန်းတွေလည်းပေးနိုင်တဲ့ဟာတွေအချင်းချင်းဝေမျှရပေါ့နော်ချက်တဲမှုကိုတူတူအန်တုပြီးတော့ဖြတ်တန်းရမှာပေါ့ခုနကပြောလို့ကျွန်တော်တို့အာတကယ်ဒီတော်လန်ရေးကိုနိုင်ကျင်နေဆိုရင်အာသာဖြေတဲ့ကိစ္စတွေရှော့ပေါ့အဲ့ဒီမှာတစ်ခါလေကြာရင်ကျွန်တော်တို့ကဟိုအာ ခဏတာตายาဖို့အတွက်ကိုဟာအဲ့မှာကိုကိုလိန်လိုက်တာမျိုးရှိအဲ့လိုမလုံးမိစေဘူးပေါ့နော်အဲ့တော့ဟိုကိုလုံးနိုင်တဲ့ဘက်ကလုံးအထဲမှာကြံခဲ့တဲ့လူငယ်တွေဆိုလဲအဲ့လိုဟိုသူတို့အတွက်ဆိုလဲကျွန်တော်တို့အခုစဉ်းစားထားတာလေးရှိတယ်ဗျာမဒီပညာရေးဆိုလဲဖေးသွားပြီအဲ့လိုဖေးသွားတဲ့ဟာတွေကျွန်တော်ဘယ် message နဲ့ကျွန်တော်ဘယ် platform တွေဘာတွေဘယ်လိုပေးမလဲအဲ့ဒါပြောအဲ့တော့လာမယ့်9နှစ်လုံးမှာတော့ကျွန်တော်ကတော့ ဒီ society တွေကောင်းမဲ့ထင်တဲ့ဟာတွေနေမြေတွေတွေကိုကျွန်တော်တို့သွားဟိုပြီးတော့ထုံးစံတိုင်းပေါ့ဗျာသူတို့တက်ဘာလိုအပ်လဲကျွန်တော်တို့ဘယ်လိုရှုထောင်းနဲ့လုပ်နိုင်မလဲပြီးတော့ art တွေပြန်ထွက်လာရမယ်ဒါမျိုး product တွေပေါ့ကျွန်တော်ကဘာပို့ပို့ပြီးတော့ message တွေ speak out တွေပေးနိုင်မယ်ဟို identity နေဒီ milestone တစ်ခုထားခဲ့နိုင်တဲ့ဟာတွေပြီးတော့ကျွန်တော်ဒီအတိုင်းဝိုင်းတိုင်းမှာရှိနေတဲ့ documentary တမားတွေရောဘယ်ဟာဘယ်ဟာတွေရောပို့ခုနပြောရဆာမွေးစစ်တယ်ဆိုတဲ့ phrase တိုင်းမှာပဲကျွန်တော်ကြည်ကြည်လေးလေးနဲ့အချိန်ကို အကျိုးရှိနဲ့လှုပ်ပေါင်းလုပ်ကြမှာပေါ့ဟုတ်ကဲ့ဆိုတော့ကိုမဝီဆိုလို့ရှိရင်လည်းဒါစီရေးထဲမှာတကယ်ဝင်ဝင်ရောက်နေတဲ့အတွက်ကြောင့်မလို့စီရေးတာဝန်တွေပို့ပြီးတော့လုပ်ရတယ်ပေါ့နော်အဲကိုနိုဗန်ဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့ professional ကဒါအမှုပညာသမားနေလာတဲ့ခါကျတော့ခုနကိုမဝီတို့ပြောသလိုပဲဒါတော်လရင်ခီးလန်းစင်ကိုရှောက်ရင်ကိုယ့်ရဲ့ဒါခုနလိုစိတ်ခွန်အားရရဒါအမှုပညာကနေစိတ်ခွန်အားရတာပေါ့နော်ကိုနိုဗန်အတွက်ဆိုလို့ရှိရင်အဲ့ဒီလိုမျိုးကိုယ့်အတွက်ကိုလည်းပြန်တိဆောက်ဖို့လိုတယ်ဘာလို့လဲဆိုတော့လူကောင်းနေဟို ြာရှည်စွာနဲ့စိတ်ခွန်အားရှိရှိကျင်းကျမ်းမာမာနဲ့ဆက်ရက်ဒီမှာပိုကောင်းတဲ့အတိုင်းဝန်းပေါ့နော်လူတိုင်းဝန်းတည်ဆောက်နိုင်မယ်ဆိုပြီးတော့ယုံကြည်ရပေါ့လေနော်ဆိုတော့ဒီနေ့မှာနှစ်ယောက်စလုံးကအချိန်ပေးပြီးတော့ဟိုကိုယ့်ရဲ့အစီအစဉ်တွေကိုယ့်ရဲ့အချိန်ကိုအတုံးချပုံတွေเนาะကိုယ့်ရဲ့ခံယူချက်တွေရှောင်လန်းခဲ့ရတဲ့အတွေ့အကြုံတွေပေါ့เนาะအဲ့ဒါတွေပြပြပြီးတော့အများကြီးကျေးဇူးတင်ပါတယ်အချိန်ပေးရအများကြီးကျေးဇူးတင်ပါတယ်ကိုနိုဘန်ကိုအခုမှဝေရဟုတ်ကျေးဇူးပါကျေးဇူးပါလေး လာပြောခွင့်လေဖော်ခွင့်လာပြောနောက်ဆုံးကွာဒုသက်တေတေတဲ့လာပြောဒုသက်တေတေတဲ့ဆိုပြောတယ်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်ပြောတယ် ending လေးကတော့ဒါပဲကျွန်တော်အမြဲအဲ့ ending လေးကလေကျွန်တော်ကျွန်တော် daily reminder ကျွန်တော်အမြဲတည်းပြောတယ်ဒါပဲ don't forget our comrades us in prison and jenga အဲ့တော့အမြဲကလည်းလူတူပဲဖြစ်ပါပဲပင်ပန်းတောင်းခံထားပါလို့ပြောရချင်းရည်ရချက်ကကျွန်တော်တို့အတွက်မဟုတ်ဘူးမာဝီအတွက်လည်းမဟုတ်ဘူးကျွန်တော်တို့ကကပြောရဲဒီလူငယ်တွေအိမ်ပြန်ပို့ရမယ်အခုသူတို့ ကျွန်တော်တို့အချိန်ကြာလာမှသူတို့အထဲတဲ့ရဲဘော်တွေမှာလည်းစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအားရင်ချိနေမှုရှိဒီ KIU ဖြတ်တန်းရတဲ့ဟာမျိုးအဲ့တော့ဟိုကျွန်တော်တို့ကလူတို့လည်းဒါမေတ္တာရဲခံတာဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့ဗျာအဲဒီမှာထောင်ထဲမှာဆိုလေယုံကြည်ချက်နဲ့ကြရတဲ့သူဆိုလေသူတို့ဆိုသူတို့ဟာတွေကျွန်တော်တို့ကမမြန်ကြည့်နိုင်ဖို့အတွက်ကသူတို့မျက်နှာတွေပဲပြန်ခဲ့ပေါ့ဗျာဒီလူငယ်တွေကိုမျက်နှာမူထောင်ထဲကလူငယ်တွေလူကြီးတွေရောလူငယ်တွေရောဗျာကျွန်တော်ခေါင်းဆောင်ပဲပြောပြောဟုတ်တယ်မလားဒါမျိုးတွေကိုကျွန်တော်တို့ခုနလူကောင်းတွေဒါမျိုးဖြစ်နေတာယူတော့အများနဲ့တတိယနေဖို့လို့တခါလေကြာရင် မတီးတော့ဘူးဆိုပြီးဆိတ်ချုပ်ပြီးထွက်ပြေးနေတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့လည်းဘယ်ဘယ်ရဒေတာရောက်ရောက်တဲမှာဟိုကိုကဟိုဟိုတခြားအရာတွေမနှိုင်းရှင်ပဲနဲ့ငါတို့ဒီလူတွေဒီလူတွေကိုအမြဲတမ်းဟို visualize လုပ်ထားပါတော့အမြဲတမ်းပြန်ပြန်မြင်အောင်နေပဲဟိုကျွန်တော်ဒီခရီးကိုဆက်ဖြတ်တန်းအောင်လို့ပဲမြေတားရက်ခံနေတာပါ so ကိုမဝီအတွက်ကရောဒါရဲဘော်လူငယ်တွေလည်းမဟုတ်ဘဲနဲ့ပေါ့နော်ပြည်တွင်းကလူငယ်တွေအတွက်ကောပေါ့ခုနလိုတဲ့ဒါပညာရေးဆိုလို့ရှိရင်လည်းတော်တော်လေးကိုပြည်တွင်းမှာဆိုးရွားနေပြီပေါ့နော်ဆိုတော့လူငယ်ရဲ့အနာဂတ်ရှိရဲဆိုတော့ဒါလူငယ်တွေကိုဘယ်လိုမျိုးစကားပါခြင်းသေးလဲကျွန်တော်တော့ကိုတမိုင်းပဲနော်မင်းတမိုင်းမင်းစုပ်ပြက်အောင်ရင်းရောမင်းရေးပေါ့နော်ကျွန်တော်တို့ကအဲ့ဒါကိုပြင်ပေးလို့မရအောင်ကျွန်တော်တမိုင်းကကျွန်တော်စုပ်ပြက်တတ်အောင်နေရှင်လဲကျွန်တော်ကျွန်တော်ပဲလုပ်လို့ရတယ်ကျွန်တော်ဘယ်သူမှလုပ်လို့မရအောင် အဲ့လိုပဲခုကဏ္ဍတီတီတွေမှာเนาะစစ်ကောင်စီရဲ့လက်အောက်မှာရှိနေတဲ့လူတွေเนาะဒီလူမျိုးနယ်မြေတွေတော်လိုင်းရင်းနယ်တားတွေမှာရှိနေတဲ့လူအားလုံးဘယ်သူမှမင်းလောက်ရပါမယ်ဆိုပြီးတော့မှဘယ်သူမှဖင်တွန်းပြီးတော့မှနောက်ကနေလိုက်ချိန်မောင်ရရစစ်ကောင်စီလိုမျိုးတင်းဆွဲထည့်ထားတာမရှိဘူးလေကိုဟာကိုလာကိုတော်လိုင်းရေးလောက်မယ်ဆိုရင်တော့လာကိုတော်လိုင်းရေးဆရာဝန်လောက်မယ်ဆိုရင်လာကိုတော်လိုင်းရေးတချင်းသမားလောက်မယ်ကိုတော်လိုင်းရေးအေးဟိုတိုက်ခိုက်ရေးသမားလောက်မယ်ကိုတော်လိုင်းရေးចောင်းဆရာလောက်မယ်ဆိုပြီးတော့မှလာအခက်ခဲတွေအများကြီးတော်လိုင်းရေးလေ နော်စိန်ခံရမယ်ရင်မှမဟုတ်တာအဲ့တော့အဲ့ဒီပုံမှာကျွန်တော်တို့ကကျွန်တော်တို့တမိုင်းကိုအလှဆုံးရေးသွားဖို့ပဲဒီဟာကိုလုံနေနေမင်းပက်ဆန်တွေဘုံလိုက်မလားမင်းတမိုင်းပဲလေတေချာတော့နော်နာကတ်မှာတော့နင်းမိသားစုကတော့ဘယ်ကုန်တိုက်ခါနဲ့မျက်နှာပြမလဲဒီလူမှုတိုင်းဝိုင်းထဲမှာအဲ့တော့ကျွန်တော်တို့တမိုင်းအခုတိုက်ခတ်တိုင်ရင်ခိုင်းနေနေစိတ်သက်တွေရော့ရွဲလာတယ်ရော့ရွဲလာပြီးတော့မှကြောက်လန့်တာတွေဖြစ်သွားတယ်ရက်ပလိုက်တယ်โอเคမစ္စတာဘလူကတော့ဘယ်နှစ်တိုက်ရပြီးသူကတော့ရက်လိုက်ပြီးတော့စီဝါရေး လောက်သွားပါတယ်အလောက်လောက်သွားပါဒါကုသမိုင်းဖြစ်သွားမှာကျွန်တော်တို့သမိုင်းကိုကျွန်တော်စတဲ့အချိန်မှာလဲလနေတဲ့ဟာမှာဆုံးတဲ့အထိအောင်ပွဲရတဲ့အထိနော်ပြီးတော့အောင်ပွဲဆိုစနပြီးတော့အလုံးစုံအောင်ပွဲရတဲ့အထိမှာကျွန်တော်တို့သမိုင်းကအဲ့ချိန်မှာအကောင်းဆုံးအကြောင်းအရာတွေနဲ့ကျွန်တော်တို့ပါခိုင်းရှင်တယ်ဒါအားလုံးပါနော်ဆိုတော့ကျွန်တော်တို့ကိုနိုင်လဲထုံနီလကောင်းမယ်အရောက်စင်းစီရောက်စင်းစီတိုင်းမြန်မာပြည်ပြည်တွင်းပြည်ပအကုန်လုံးเนาะဘယ်ဒီဘယ်နေရာဒေသမှာရှိနေတဲ့လူတွေပဲဖြစ်ဖြစ်မြန်မာပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဒီမိုကရေစီကြိုးပမ်းမှုရဲ့တမိုင်းမှာတော့ငါတို့စာမျက်နှာတွေအလှဆုံးဖြစ်အောင်ငါတို့လုပ်မယ်။နော်ဆိုတော့ဟာတော့အမြဲတွေးပေးပါဦး။ကျွန်တော်လည်းဒါပဲတွေးပါမယ်ပေါ့။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကိုမဝီရောကိုနွေပန်ရောကျေးဇူးတင်ပါတယ်။ဆိုတော့လူငယ်တွေလည်းကိုမျော်ရည်တဲ့အနာဂတ်ကိုရောက်ပါစေလို့ဒါအစီအစဉ်လေးစုမကောင်တောင်းနေပေါ့နော်။ဆိုတော့ဒီတစ်ပတ်အစီအစဉ်ကတော့ဒီနားမှာနှုတ်ဆက်လိုက်ပါမယ်။ဟုတ်ကဲ့ပါရှင့်။နောက်တစ်ပတ်ဒီမှာလည်းဒီစကားဝိုင်းလေးတွေမှာဘယ်သူတွေနဲ့ဆက်ပြီးတော့မှဘာကြီးဆက်ပြောမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်နော်။